မင်္ဂလာပါရှင်ဆမကျူရဲ့ကျမဤတပည့်ဆိုတဲ့ဇာတ်လေးကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်ဒီနေ့ဖတ်ပြပေးသွားမယ့်အပိုင်းကတော့အပိုင်း18ဖြစ်ပါတယ်နားဆင်ခံစားပြကြပါအောင်ရှင်အခန်း23မင်းတို့ကိုအဆိုင်ရပြောတာပဲမင်းကိုပိုင်တဲ့စရာကော်ပီလောက်ကောင်းမှာမဟုတ်ပါဘူးဆိုတာလက်မခံခြင်းတော့အမှန်တရားတစ်ခုကိုလက်ခံလိုက်ရတော့ခါလူဒီ ိုးချီဘွားအထိစိတ်ဓာတ်တွေကြာသွားတတ်ပါသည်စာသားတွေကကောင်းပါရဲ့ဂီတာဖွဲ့စီမှုကပြောင်းညံ့နေကျွန်တော်တခြင်းတွေကိုထုတ်ပေးမိထုတ်လို့သူတဦးနေဖြင့်သူမဝေဖန်ဆုံးဖြတ်နိုင်ခွင့်ရှိပါသည်ရှင်နားထောင်ကြည့်စမ်းပါအိမ်တပုံအတန်သွင်းတော့အခွေချမ်းမှပြန်ပွားယူထားသည့်အချင်းနှစ်ပုတ်ကိုကျွန်တော်ဟာသူမကတလဲစီဖွင့်ပြနားထောင်စေတော့ခါကျွန်တော်စိတ်ပြက်လက်ပြက်မျက်စိစုံမိတ်ခါ ူမဆိုဖာချင်းကကိုစောပေါ်အလက်လန်အိတ်ချလိုက်မိသည်တဘုတ်ကဒံရများနဲ့ကောင်းကင်ကော်ပီတချင်း me love you i would do anything for that but i won't do it ဆိုသည့်တချင်းဖြစ်သည်နောက်တဘုတ်ကချစ်သူညံ့နေကိုပိုင်းတန်စဲရော့တချင်းနှစ်ပုတ်လုံးကိုကျွန်တော်ပဲရေးဆက်ခဲ့ဤသူမပြောသလိုပဲချစ်သူညံ့နေမှာဂီတဖွဲ့စည်းမှုအတန်ဆူစည်းမှုလိုအပ်နေသည်ကိုကျွန်တော်တတိထားမိသည် နောက်ခံကြီးကြောင်းယောဝရက်ထားရမယ့်နေရာတွေရှိတယ်။ဂျွရန်ရိုက်ချက်ခတ်တော်တိုးလေးပဲထည့်ရမယ့်နေရာတွေရှိတယ်။သုံးလေးချက်ပြင်းပြင်းရိုက်ချပြီးတံမြန်ဝင်ရမယ့်နေရာတွေရှိတယ်။ဒါမှတချင်ရဲ့စိတ်လှရှာမှုအနေမျိုးမင်းပေါ်ပြနိုင်မှာပေါ့။ဒါပေမဲ့မင်းနေရာတွေမှာဘာတွေဖြစ်ရင်ကောင်းမလဲ။မင်းနေရာတွေမှာဘာတွေလျှော့ရင်ကောင်းမလဲ။ဒါကိုကိုမသိဘူး။မင်းသိလား။မင်းလည်းမသိဘူး။ကျွန်တော်ကောင်းဆုံးဖန်တီးထားသောတချင်များသည် ကော်ပီနဲ့ရှင်လိုက်တော့ခါဆွဲဆောင်မှုလှုပ်ခတ်မှုယောနေနေသည့်ဖြစ်မှာကျွန်တော်၃လနဲ့မနာမနေစောက်ထားသောအဆအုပ်တစ်ခုပြိုကျပျက်စီးသွားသည့်ဖြစ်နေဘာသူသည်နီအရှုံးကျွန်တော်တို့တော့ဒါရှုံးနေပါပဲကျွန်တော်သူမကိုမျက်လုံးဖွင့်ကြည့်တော့ခါသူမ၏စိတ်ရှုပ်ထွေးသောမျက်ဝန်းများသည်မျက်မှန်အောက်တွင်မှုံမိုင်းလျက်ရှိသည်ကိုမြင်ရသည်ဒီတော့မင်းစိတ်ကိုရှော့ချလိုက်တော့အုပ်စုကော်ပီပဲတည်တတ်ထုတ်ဖို့ဆုံးဖြတ်တော့ ကိုပိုင်တဆင်ကိုတန်ရုံးစင်ဖြတ်ချလိုက်တော့ပြမိသားရီလူလူနှမျောစရာပဲအဲ့ဒီကြွအတန်သွင်းကြည့်ကြရင်မပြီးနိုင်မစီနိုင်ခဏခဏဆင်းရတဲ့အချိန်တွေငွေတွေတီးဝါရလူတွေရဲ့လှုပ်အားတွေသူမကရက်မှန်ကိုလက်ဖြစ်ပြင့်တင်ပြီးနောက်စိတ်လိုက်မှန်မှလက်လွယ်ရန်ခါလိုက်သည်နေတတ်နိုင်မလဲကွယ်နှမျောလို့ဆိုပြီးခွေရဲထည့်လိုက်မှအခွေရခက်ညံ့ညံ့ပါပြီးအသွားအောင်မယ် ဘုံမိသားတွေအတွက်မိထားကြတာပေါ့နောက်ပြီးဒါရီယာလားတက်ဖြစ်မသွားပါဘူးအချင်းယူပြီး arrangement တွေပြန်လုပ်ကြတာပေါ့ဒီနေ့ကြာချင်းကြမယ်ငါးနေ့ကြာချင်းကြမယ်ဒါရီယာအတုံးဝင်လာမှာပါလက်ကားမဖြစ်ပါဘူးအဆိုရဲ့မင်းလို့ ਆ လဲလက်ကားမဖြစ်ဘူးကြွေကြုံဆိုတာအချင်းကနေယူရတာပဲကြွေကြုံဆိုတာလက်ကားမရဘူးလေအဆိုရဲ့ဒီမိုင်းမျိုးလုံးများသည်ရက်ကတ်မှန်နေဆိုရင် ြည်လင်ကတောက်ပရှွလန့်နေတတ်တော့လေယခုလိုရက်ကမှန်ကိုစိတ်စိမ်သာသည့်ညချိန်မျိုးမှာမျက်မှန်ထူထူအောင်မှရှိနေကြလေအနှဲငယ်မှားရီသွားတတ်သည်နောက်ပြီးတီဝါရလူရဲ့လှုပ်အားဆိုတာကိုကိုထင်ကြည့်အောင်လာပြောမနေနဲ့မင်းတို့အတီးသမားတွေဘလို့တွက်ကက်လဲဆိုတာကိုသိပြီးပြီလူယူစားကိုအဆူတော်ကိုစိတ်မထင်မထင်တယ်လို့ဘလို့ပြညာပြလဲဆိုတာကိုသိပြီးပြီခံလဲခံရရပြီးပြီ ဓာရီကိုငဲ့ကွက်နေရမှာလားထို့စကားကြောင့်ဒရိမိတ်ကတီဝမ်ဖွဲ့ဝင်တယောက်ဖြစ်နေတော့ကျွန်တော်ကစိတ်ကတိကဖြစ်သွားသည်ကျွန်တော်လက်နှစ်ဖက်ကိုခေါင်းအောင်မှပြစ်ထားရမှာလက်ကိုပြန်ထုတ်ကသူမဤကလထိုင်ခြေတော့ကိုလက်တီဖြင့်ခက်ဆက်ဆက်လန်းထုတ်လိုက်သည်နူနူဝင်းရှင်ကြီးရှင်စကားမျိုးကျွန်တော်လာမပြောနဲ့နော်ကျွန်တော်ကအမြင်နဲ့ပညာရှင်တွေဖတ်မှာပဲရှိတယ်ဒါပဲသူမဤမျက်နှာကြောတင်းတင်းမှာချက်ချင်းဖြီလျှော့က အတန်တက်တက်ဖြင့်ရင်မောလေသည်။အော်အော်ပညာရှင်တွေဘက်ကနားရပေါ့။ကဲပြောစမ်းပါဦး။အဲ့ဒီပညာရှင်ကြီးလောက်ပေါ်ကအချိုးမပြေတာမင်းမသိဘူးလား။အတန်သွေးရဲ့တွင်မှာပူပေးထားတဲ့ကောင်ကိုလက်စီမကုံကောင်ဖြုံးလိုက်ပြတာလေ။မင်းလာတော့မှနေတဲ့သူဟာနေ့လယ်စာကိုမိမချက်တာမှစားချင်ပါတယ်ဆိုပြီးပြန်စားတာ။အင်အားရေကိုမှချိုးချင်ပါတယ်ဆိုပြီးဒီနေ့ရေနှခုတ်တုံးကိုပြန်ချိုးတာ။ ရပါရီလေးဟီဘုဒ္ဓမာနဲ့ဂီတသမားနဲ့ပြန်လဲတော့ခတ်တာရောပါရီလေးရေမတောင်းဘီယာမတောင်းပဲဆိုပြီးဘီယာတွေကတ်လိုက်ဖြူးနေပြတာမကုံရင်တုံပြတာအဲ့ဟာဘသူတွေလဲမင်းတို့ပညာရှင်တွေပဲကြော်ပြီဗျာအဲ့ဒါတွေလာပြောမနေနဲ့အလိုလိုမှစိတ်ညစ်နေရပါတယ်ဆိုကျွန်တော်စိတ်ပြက်စွာဝုန်းငနဲ့ထထိုင်လိုက်တော့သူမကကျွန်တော့ကိုတေရတော်တော်မျက်မှောင်ကြုတ်ကြည့်ပါသည် ။အိုးစိတ်ညစ်ရှာပြီမပေါ့။ကုန်ထားတဲ့ငွေတွေဟာရှင့်ငွေတွေကိုအခွေမပေါက်ပဲအလုံးငနေမြုပ်သွားရင်ဆုံးရှုံးရမှာရှင့်ဦး။ကျွန်တော်ဒေါသထားဝင်နေထားသွားသည်။သူမရှိမှမတည့်ရပြီးသူမကိုစိတ်စိတ်ဆက်ဆက်ငုံကြည့်လိုက်မိသည်။ဒီညလူလူပြောသမျှစကားတွေဟာငွေကိစ္စတွေကြီးပဲကျွန်တော်စိတ်ပြက်နေတဲ့ကိစ္စအဆင်ပြေပဲကျွန်တော်ကငွေကိုစိတ်ပြက်တာမဟုတ်ဘူး စီရီမထုတ်ရလဲဘာမှဖြစ်သွားမှာမဟုတ်ဘူးကျွန်တော်မာနာတွေကြကုန်အောင်စိတ်ပြက်တာကျွန်တော်ဘလောက်ပဲစူးစမ်းစူးစမ်းကျွန်တော်ခီးမပေါက်ပါဘူးဆိုတာကျွန်တော်သိသွားလို့စိတ်ပြက်ရတဲ့ကိစ္စပဲကျွန်တော်ကိုယ်ပိုင်တန်ဆင်တွေဖြုတ်ချပြရမယ်ကိစ္စကျွန်တော်ကခက်ကြကြကောင်းပါလို့ဝန်ခံလိုက်ရတဲ့ကိစ္စအဲ့ဒီကိစ္စတွေကိုငွေနဲ့တိုင်းတာလို့မရဘူးနူနူဒါတွေနူးနူးမသိပါဘူးနူးနူးတိရငွေပဲကျောင်းရင်စိတ်ညစ်မယ်ရဲရင်ပြောမယ်ဒါပဲမဟုတ်လား ကျွန်တော်ကောင်းဆုံးအကြံဉာဏ်ပေးမယ်နူနူကျွန်တော်တို့ငွေရေး၁၀၅ဒိန်မြုပ်နှံနေမယ်စာကုမ္ပဏီတစ်ခုခုမှာအစုရှယ်ယာဝင်လိုက်ကျွန်တော်မပြောသင့်သည့်လေတံဖြင့်ပြောခွင့်မရှိသည့်စကားများကိုတောက်လျှောက်ပြောပြပြီးနောက်အခန်းထဲမှာရုတ်တရက်လှည့်ထွက်ခဲ့မိသည်ဝရဏတကားကိုဖွင့်လိုက်၏ကိုကိုကိုတုံညာတီအမတ်လျှော့ချပြလိုက်ရသည့်လူတရား၏နာကြီးချက်ကိုသူမသဘောပေါက်မှာမဟုတ်ပါညာသည်တိတ်ဆိတ်နေ၏ ခြံဝန်းထဲမှာတစ်ပင်များစီမှာမွေးနံတစ်ခုတည်းလာတာဆောင်တို့ဝေဝဲကပြန်လွင်လာသည်ကျွန်တော်အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်ကောင်းငင်နဲ့ပြရာရောက်တွင်တိမ်မြင်နှမ်းများအတဲလိုက်ငြိမ်သက်နေ၏ကြေရောင်လုံးဝမရှိသောမိုးကုတ်ဆက်ဝိုင်းသည်ကဘာကြီးအားရှမ်းလိုစွာငုံကြည့်နေသလိုရှိသည်တချင်းွေတွင်စတင်စီစဉ်ကားစတော့ကအာရတက်ကြွမှုများသည်အချိန်ကြာလာသည်နှင့်မျှတဖြည်းဖြည်းရော့ရော့လာ၏ခုခုကိုယုံကြည်မှုသည် တဖြည်းဖြည်းနည်းနည်းလာ၏ခဏလရှိလာကြောင်းစိတ်ရှိလက်ရှိရက်ချင်းတွေဒါ၍အတန်သွင်းယူခဲ့ရသောကော်ပီသင်းများသည်ယခုမှထွက်လာရမည်ဆိုလျှင်ခေနောက်ကြနေပြီပိုး၏ဆိုးသည်မှာစောရေးထွက်သွားသောသူများတချင်းွေထဲမှနှစ်ပုတ်လောက်ပါသွားပြီဖြစ်၍ခုနှစ်ပုတ်ကိုပြန်လျှော့ကာနောက်ထပ်နှစ်ပုတ်စူးစမ်းပန်းစားဖြည့်ထားရသည် အခွေထွက်ရထက်မှန်နောက်ကျသွားပါကထိုတချင်းနှင့်မှဘယ်နှစ်ပုတ်သူများနှင့်တိုက်နေုံမြင်နေ ဖះတိုင်အောင်လာရှိတော်သည်ကော်ပီမကောင်းသည့်အကျိုးအနိသင်မှာပေါ့ပေါ့လေးတွက်ထားလို့မရပါရှင်ကျွန်တော်နောက်နာတွင်ခြေတံဖွားဖွားလေးနီးကပ်လာသည်ကျွန်တော်လှည့်မကြည့်မိပါတခါတော့ကစတူဒီယိုတွင်လူတွေအများကြီးရှိမှာသူမကကျွန်တော်ကိုရှေရီဟုလွတ်ခနဲခေါ်ခဲ့သည်လူအားလုံးမျက်လုံးများစိတ်ဝင်စားစွာတောက်ပနေသည်ကိုကျွန်တော်စိတ်ကုန်လာပြီမိဘပဲလို့ လောက်ဒေါသဖြစ်နေရလဲဆိုတာကိုသိပါတယ်။ဂျမဲဒေါသကိုရှော့ချပြစ်လိုက်စမ်းပါ။ကိုရုနှစ်ယောက်ရှိမှနေဆိုင်ရမယ့်အခက်ခဲတွေအများကြီး။သူမကြီးလက်တစ်ဖက်ကကျွန်တော်ပခုံးကိုနူးညံ့စွာယောက်လာပြီးချုံမတစင်ကျွန်တော်စပင်များကိုညင်သာစွာဖွာတက်ပေးနေသည်။ကိုငွေရဖို့မျော်လင့်ပြီးမင်းကိုလှုပ်ပေးနေရလို့မင်းတကယ်မချင်ပါဘူးနော်။မချင်ဘူးမဟုတ်လား။အင်းစင်းညင်သာတော့သူမကြီးအတန်ကြောင့် ကျွန်တော်သူမကိုအားနာသွားပါသည်သူများတဲ့အရင်တချင်းရွေးနိုင်အောင်နိုင်ငံသားမှထွက်တဲ့မြတ်တချင်းငွေတွေကိုဘန်ကောက်နဲ့စင်ကာပူမှာ အမြဲမာယူပြီးငွေတောင်းသိန်းနဲ့ချီ၍အခွေထဲမှာနှိမ့်မြုပ်ပေးခဲ့ဒီမှာမတိကြသည့်အမျက်ငွေကြောင့်မဟုတ်ပါချိုးခွေထဲမှာဆယ်ဖို့လောက်သာသုံးမျိုးကိုသူမအတိပါလျက်ဇက်တိုက်မှာပေးပြီးသူမပါညစဉ်နားထောင်ပေးခဲ့တချင်းရွေးပေးခဲ့ဒီမှာငွေတော့မဟုတ်ပါကိုယ့်အိမ်ကဘာလဲဆိုတာမင်းသိပါရဲ့အိုးဆိုး ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါမင်းမလည်းဖြစ်နေလို့ပဲကျွန်တော်ပင့်တဲ့ဆိုင်ကသူမကိုလှည့်ကြည့်လိုက်မိသည်ပြောစမ်းမှာနူနူကျွန်တော်တို့မြန်မာလူငယ်တွေကသူတို့ထက်ညံ့နေဆိုတဲ့အတိတ်ပဲလားအချိန်ပေးရချင်းသိမကွာပဲအရေးကြီးတာဘာဖြစ်လို့ဒီလောက်ကွာနေရလဲကျွန်တော်ပြောစမ်းမှာသူမပင့်တဲ့ဆိုင်ကကျွန်တော်ဘီမှာရက်လိုက်ပြီးဝရဏလက်ရန်ကိုရင်မက်ဖြင့်မိကန်ငုံကြည့်လိုက်သည်ခုနောက်ကျွန်တော်ပဲလက်မကြည့်ပဲ ဟက်တူတူပြောပါသည်ချိန်နေချင်းကြွားချလို့ပဲပေါ်ရှည်ရဲ့အဲ့ဒါအမှန်ဆုံးမျက်မဟုတ်လားကိုခန္ဓာချင်းအင်ညီတာချင်းထိကန်နေတော့ခါသူမဤဝွေးရန်သည်ခြံထဲမှာပန်းနဲ့နေရောဆက်သွားသည်မေရီကြွားချမှုကြောင့်ကောင်းတာတွေလည်းကိုစီရှိမယ်စိုးရာတွေလည်းကိုစီရှိရမှာပေါ့သူတို့စီမှာထူးချွန်နေကြော်တဲ့ဘာဘာကျော်ဂီတပညာရှင်တွေအများကြီးရှိမယ်ဒါပေမဲ့ အကျမ်းမဲ့သမားတွေလူသက်သမားတွေစိတ်ဝိညာဉ်တွေလည်းရှိမယ်။ဘုရားရှိခိုးကြောင့်စောက်တဲ့သူတွေလည်းရှိမယ်။ဘုရားရှိခိုးကြောင့်မိနေရှုတဲ့သူတွေလည်းရှိမှာပဲ။ကိုရုစီမှာတော့အများစုကယဉ်ကျေးတိမ်မွေ့တယ်လို့နာမည်ရကြမယ်။တင်းတယ်ရောက်ရဲတယ်လို့နာမည်ရကြမယ်။သဘောကောင်းဖော်ရည်တယ်လို့နာမည်ရကြမယ်။သိဆိုတဲ့သူဟာနည်းနည်းလေးပဲရှိပြီးဒီမှာကကျွန်တော်ဘက်သူရုတ်တရက်လှည့်ကြည့်လိုက်သည်။ဒီမှာမျက်မှန်သည် ခြံထောက်ကမီးရောင်ဖြင့်လက်ခနဲဖြစ်သွားသည်ကျွန်တော်ခေါင်းတစ်ဆက်ညှိလိုက်မိသည်ကျွန်တော်သဘောတူပါသည်ဒါမဲ့နူနူတော်ပြီတစ်ဆင်းဆိုတာကျွန်တော်လက်ပြမတန်ဘူးကိုကိုကိုယုံကြည်မှုရှိဘူးငွေရဲ့အစိုးရနဲ့အကြီးသမားနဲ့တစ်ဆင်းရဲ့သမားရဲ့အင်အားစိုက်ထုတ်မှုကိုကျွန်တော်ကလွယ်တကူအသုံးချပြတာပဲဒီတစ်ဆင်းတစ်ပုတ်ရဖို့သူတို့အချိန်တွေအုံနောက်တွေကျွမ်းကျင်မှုတွေအများကြီးနဲ့ရင်းနှီးခဲ့ရမယ်အခက်အခဲတွေအများကြီးကြော်ဖြတ်ခဲ့ရမယ် နှစ်လဖြစ်စဉ်ဖြစ်မယ်နှစ်နှစ်ဖြစ်စဉ်ဖြစ်မယ်ငါးနှစ်ဖြစ်စဉ်ဖြစ်မယ်ခေရင်တူးထားတဲ့လူလိုပေါ့ဟောကျွန်တော်ကအလဲတကူခတ်တောက်လိုက်တယ်။ဒါဘယ်တရားမလဲ။အညွန့်ခူးစားတာပဲ။မင်းကဒါကိုရှက်စရာလို့ထင်နေရ ው ။နိုင်ငံသားဝတ္ထုတစ်ခုကိုမြန်မာလိုဘာသာပြန်တဲ့ကိစ္စလို့မင်းပါဘယ်လိုသဘောမထားနိုင်တာလဲ။အဲ့ဒါကိုဘာသာစကားဖလှယ်တာ။ရင်ကျေးမှုဖလှယ်တာလို့ဘယ်ပိုင်းလက်ခံထားတာလဲ။ အခုကိစ္စကိုလေအနုပညာဖလှယ်တာလို့မင်းသဘောထားရမှာပေါ့အကျွေးသိမခောင်နဲ့ကွယ်လောကမှာဖြစ်တတ်ရမယ့်အစ်စ်နဲ့အများကြီးပါအစ်စ်မိတစ်စင်ရောက်လာရမှာပေါ့ချို့နောက်သူမကရင်မောလိုက်တဲ့ဖြင့်ကျွန်တော်မေးစီအောင်မှသူမရဲ့ပခုံးသားလှောက်ခါသွားသည်ကိုကျွန်တော်ခံစားလိုက်ရပါသည်ကဲကဲညနေနေပြီမင်းခန့်ကိုပြန်တော့နည်းနည်းကြရင်ကာဗာနဲ့ဝေါ်ရှိတ်အတွက် ။လက်မရဖို့ကိစ္စနဲ့စောစောထွက်ရမှာ။ကွာ။မျက်နှာတွေချောင်ကျနေပြီ။အဖိုးကြီးကိုလေးလိုရုပ်ဆိုးနေုံပဲ။စတိုင်မိနေမှာဖြစ်မှာပေါ့။မင်းတို့ပြောပြောနေတယ်။ဘူးစတိုင်လေးကွာ။ဟုတ်ဆိုဟာအမိစားပြန်စားဆိုတာအတန်ကိုမကြားဖို့ရေတည်းရသိနေရမယ်။မင်းတန်ကိုသူတို့စောင့်နေစေရမယ်။ကျွန်တော်ဒီမှာပဲအိတ်လိုက်တော့မယ်နော်နူနူ။ဒီမှာစိတ်ရှုပ်စွာရည်ကြီး။ဘယ်မှာအိတ်မှာတော့ ဘယ်မှာအေးရအေးရဗျာ။ကောင်းပြီ။ဒီဘက်ခန်းထဲမှာပဲမင်းအိတ်တော့စူပါပေါ်မှာအိတ်ပေါ့။သူမကြီးခွင့်ပြုချက်ရသွားတော့ခါကျွန်တော်ဟန်ဆောင်လာတော့အစ်ချင်မူတူမျက်လုံးစစ်စစ်များပြုကျဲသွားသည်။ Okay ။ဒါမဲ့စက်မြင့်ကော်စောမှာပဲအိတ်ပါမယ်။ဒါနဲ့တင်းနှို့ရင်ကျွန်တော်တချင်းဖွင့်လာထောင်လို့ရမလား။ဂီတကန်နဲ့ရောက်ရောက်ချင်းကျမ်းမြင့်ကော်စောပေါ်ကျွန်တော်လှည့်ချလိုက်သည်မင်းတောင်းဆိုချက်တွေအားလေပြီးမပြီးနိုင်တော့ပါလား ဖွင့်ဖွင့်ဒါမဲ့အကျေးဖွင့်လို့ကိုဟိုဘက်ခံလို့သွားရင်မင်းကိုညာရင်းစင်းပြင်းချမှာနော်ဒါပဲသူမဂီတကန်နဲ့မှထွက်ရန်ပြင်းပြီးမှတနော့ဘက်လက်ကငုံကြည့်ပြန်သည်သူမကမျက်ခုံးပင်ကမျက်လုံးပြပြသည်ဟူဒီတိုင်းအဲ့လိုပဲဖြစ်မလဲလာဖီယကင်းတို့ခေါင်းနဲ့ဆောင်လို့လိုက်ယုံလေပြောပြီးသူမခြာကနေလက်ထွက်သွားတဲ့ပြင်ကျွန်တော်သူမမျက်နှာကိုမမြင်ရတော့ပါ ်ဟုတော့သူမပြုံးနေလိမ့်မည်မှာတေချာပါသည်နောက်တစ်ပိုင်းကိုဆက်လက်စောင့်မျှော်ပေးကြပါအောင်ရှင်အဆုံးထိနားဆင်ပေးကြတဲ့သူတဦးတယောက်ချင်းစီကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်